ကိုင်းတိုင်းဝက်လက်မြို့နယ်အရှိန်ကနတ်မော်ဦးကြီးရွာကိုစစ်တပ်ကဒီနေ့မနက်အစောပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်နှစ်နှစ်အရွယ်ကလင်းငယ်တယောက်အပေါင်းဝင်း၅ယောက်တိဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာ၁ရက်ညတကောင်ကျော်မှာစစ်ကောင်စီတပ်ကနတ်မော်ဦးရွာတဲကိုလေရင်နဲ့ဘုံကျဲခဲ့တာလို့သိရပါတယ်။ပြည်သူတွေအိမ်မောအကျနေချိန်ဘုံကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးနေအိမ်သုံးလုံးပေါ်ဘုံကျပြီးမိလာမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်2နှစ်အရွယ်ကလေးငယ်ရွှေပုံစံအသက်22နှစ်မမဝင်းအသက်25နှစ်ကိုရှိုင်းကိုနဲ့ဇနီးဖြစ်သူ အသက်24နှစ်မတ်စုမြတ်လင်းအသက်40အရွယ်ကိုရန်နိုင်ဝင်းတို့တိတ်ဆုံးကြတယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံတူကတော့လက်ရှိမှာဒေသခံတွေဟာအေးအေးတန်ခံစားနေကြရပြီးစစ်ကောင်စီတပ်ဘုံလာကျဲချိန်မှာဘဲမထမပြေးနိုင်ကြဘဲအသေးခံယုံပဲရှိတယ်လို့ပြောပါတယ်စစ်တပ်လေကြောင်းတက်ခိုက်သွားတဲ့နတ်မအူကြီးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလိုပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေစုဖွဲ့နေတာမျိုးလည်းမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်စစ်တပ်ကအဲ့ဒီဒေသကို၃ချိန်တိုင်းလေကြောင်းတိုက်ခိုက်သွားခဲ့တာလို့လည်းသိရတာပါစစ်ကောင်စီတပ်ဟာပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပြီးနိုဝင်ဘာ30ရက်ကမန္တလေးတိုင်းတက်ကတကောင်းမြို့ကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ဒေသခံပြည်သူ၃ယောက်သေဆုံးခဲ့ပါတယ်ရှင်